ရခိုင်ပြည်နယ်ကွာမြို့နယ်ကဆက်သွားတရားကိုစစ်တပ်ကဒုတိယကြိမ်လေးချောင်းနဲ့ပုံကျဲဖျက်ဆီးခဲ့တဲ့ဆိုတဲ့သတင်းလူမှုကွန်ရက်မှာပြန့်နှံ့နေပါတယ်။ရိုးမအလင်ကဆိုတဲ့ Facebook အကောင့်ကနေအောက်တိုဘာ14ရက်နေ့မှာကွာမြို့နယ်ဆက်သွားတရားကိုစစ်တပ်ကဒုတိယကြိမ်ပုံကျဲကွာမြို့နယ်ကို AA ကတိမ့်ပိုက်စဉ်စစ်တပ်ကဒီတရားကိုမိုင်းကွဲဖျက်ဆီးခဲ့ပြီး AA ဘက်ကဒီတရားကိုပြုပြင်ပြီးနောက်အခုလိုဒုတိယကြိမ်ပုံကျဲတယ်လို့យေတာဖြန့်ဝေထားတာဖြစ်ပါတယ်။ဒီយေတာဖြန့်ဝေမှုမှာပုံတပုံနဲ့ပါဝင်ပါတယ်။ဒါကိုမျှဝေသူ60ကျော်နဲ့ကုယူဖြန့်ဝေမှုတွေလည်းရှိနေပါတယ်။ ဒီ post မှာပါဝင်တဲ့ဓာတ်ပုံကို Google Image Search ကနေရှာဖွေစစ်ဆေးခဲ့ရမှာဒီပုံဟာအမှန်တကယ်ပဲကွားမျိုးနယ်ကဆက်သွားတရားဖြစ်ကြောင်းတွေ့ရပါတယ်။ကွားမျိုးနယ်ကဆက်သွားတရားကိုစစ်တပ်ကပြီးခဲ့တဲ့နှစ်နိုဝင်ဘာမှာဖောက်ခွဲဖျက်ဆီးလိုက်တယ်လို့ရခိုင်အခြေစား၏ Nain Radar သတင်းဌာနနဲ့ BBC မြန်မာပိုင်းသတင်းဌာနတွေမှာဖော်ပြထားပါတယ်။အဲ့ဒီသတင်းတွေမှာဖော်ပြထားတဲ့ပုံနဲ့အခုပြန့်နှံ့နေတဲ့ပုံဟာတူတူပဲဖြစ်ပါတယ်။လက်ရှိမှာဒီတရားကိုထပ်မံပြီးလေကြောင်းကနေဘုံခွဲပြီးဖျက်ဆီးမှုရှိမှရှိနဲ့တရားကို Africa.ae ဘက်ကပြန်လည်ပြုပြင်ထားတာရှိမှရှိ ကောင်းမြူနယ်ကဒေသခံတွေနဲ့မေးမြန်းခဲ့ရမှာတော့စစ်တပ်ကလေကြောင်းနဲ့ဘုံကျက်ခဲ့တာမရှိဘူး။ကောလာဟာလာပါဒီသရားကိုအေအေဘက်ကလည်းပြန်လည်ပြုပြင်တာမရှိဘူးလို့ဖြေဆိုပါရတယ်။ဒါကြောင့်ရခိုင်ပြည်နယ်ကောင်းမြူနယ်ကဆက်သွားတရားကိုစစ်တပ်ကဒုတိယကြိမ်လေကြောင်းနဲ့ဘုံကျက်ဖျက်ဆီးခဲ့တယ်ဆိုတဲ့သတင်းဟာအမေရိကန်မဟုတ်ဘဲအရင်ကဖြစ်ခဲ့တဲ့ဖြစ်စဉ်တပ်ပုံနဲ့သတင်းမှဖြန့်ဝေထားတာဖြစ်ပြီးလူများထိတ်လန့်အောင်ပြုလုပ်ထားတာပဲဖြစ်ပါတယ်။မြစည်းမကိုကြည့်ရှုအားပေးနေတဲ့သူတွေအနေနဲ့လည်းစစ်ဆေးစီခြင်းတဲ့တဲ့နေရှိခဲ့ရင်မြစည်းမကိုပေးပို့လို့ရပါတယ်။ ပေးဖို့မယ်ဆိုရင် t.ly/agfpz ဆိုတဲ့ link ကိုရိုက်ထည့်ပြီးစစ်ဆေးစီခြင်းတဲ့တဲ့ရင်အကြောင်းအရာကို link နဲ့တကွပေးဖို့ပေးဖို့မြတ်တာရက်ခံအပ်ပါတယ်လောကောမီဒီယာရဲ့ဆက်လက်ရည်တည်မှန်ဖို့ပရိသတ်တွေရဲ့ထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizuma TV YouTube Channel မှာမြန်မာဝေဖန်ခြင်းကိုဦးနှိမ့်နိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။